အဲ့ဒီမတိုင်ခင်6ပွဲဆက်တိုက်လောက်ကို Crystal Palace ကိုအာဆင်နယ်ကအနိုင်ယူထားခဲ့တာတွေ့ရပြင်ဆင်မှုပိုင်းမှာအာဆင်နယ်ကပို့ပြီးတော့ပြင်ဆင်မှုရတယ်ဒီ Crystal Palace ဆိုဒီ Conference League အရှုံးကလည်းသူတို့အသင်းရဲ့စိတ်ဓာတ်နဲ့ချက်စွမ်းပိုင်းကိုအနည်းငယ်နိုင်ရက်ခတ်လာတယ်ဟုတ်အဲ့ဘက်က Palace ကဦးနောက်ပိုင်းမှာခံရတဲ့ကတ္တရောင်းလေးမှုတိတိတတ်တတ်ညော်ရဲတာတွေ့ရတယ် ုတ်တနင်္ဂနွေဘက်ကျွန်တော်တို့ဆွေးနွေးသုံးသပ်ပေးမယ့်ပွဲစဉ်တစ်ပွဲကတော့ကျွန်တော်တို့ Arsenal နဲ့ Crystal Palace အတင်းပွဲစဉ်လည်းဖြစ်ပါတယ်ဆရာတို့ Arsenal နဲ့ Crystal Palace အကြောင်းလေနော် Arsenal ကတော့ဒါဆရာတို့ Champions League မှာတော့ဒါ Atletico နော်အိမ်ခွင်းမှာပဲဒါပထမပိုင်းကြီးကြီးကန်ပြီးတော့မှဒုတိယပိုင်းကျောင်းမှာဒေဘိုပြတ်သွင်းသွားတဲ့ကစားအားမျိုးတော့ကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်အခုဒါ Crystal Palace နဲ့မှာတော့ဒါအစင်လာပိုင်းပြန်ကြည့်ရင်တော့ဒါလွန်ခဲ့တဲ့နောက်ဆုံး9ချိန်လောက်မှာဟိုပြီးခဲ့တဲ့နှစ်ဒီ Arsenal ကွင်းမှာတော့ဒါတူးတူးတည်ရကြခဲ့လိမ့်မယ်အဲ့ဒီမတိုင်ခင်6ပွဲဆက်တိုက်လောက်ကို Crystal Palace ကို Arsenal က အနိုင်ယူထားခဲ့တာတွေ့ရတယ်ဒါအစင်နာပိုင်းမှာ dominant ဖြစ်အသာဒီဒါယူထားတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့လက်ရှိခြေစုံပုံစံရကြည့်နေဒါ Atletico နဲ့ပွဲကိုပြီးတယ်ဟိုဘက်နောက်ပိုင်း၁၀ပွဲလောက်ကိုပြန်ကြည့်လိုက်မယ် Arsenal ကတပွဲတည်းကြရတယ်တပွဲပဲရှုံးနေကျန်တဲ့၈ပွဲသလုံးကလည်းဒီ Atletico ပွဲအပအဝင်ဒါ9ပွဲတွေကိုတော်တော်ရထားတာဟုတ် တွေ့ရတယ်။တစ်ဖက်မှာ Crystal Valley ကိုကြည့်တော့ကျွန်တော်တို့က Crystal Valley ကိုကိုကျွန်တော်အစမှာပြောခဲ့ပါတယ် Crystal Valley ကခန်းစစ်လေးမာတယ်။ဘာညာကောင်းတယ်ဆိုတော့ညာနောက်ပိုင်းမှာတော့သူခန်းစစ်ကဟိုတပွဲကောင်းမာပြီးတပွဲမြန်ပြီးပြန်ဖောက်ဖောက်ပြန်တော့တပွဲကောင်းမာအဲ့လိုပုံစံမျိုးလေးပြန်ပြီးတွေ့လာတဲ့အနေအထားမှာ ီပွဲစဉ်မှာအစင်လာရောတတတော်ခြေစုံရောလူအင်အားရောအရန်ကိုစိတ်တက်အင်အားရပါတက်နေတဲ့အာဆင်နယ်အနေနဲ့ကကျွန်တော်နဲ့နိုင်ပွဲဆက်မယ်လို့တော့ကျွန်တော်ယူဆတယ်ဆရာလို့ရဲ့အမြင်အရဟုတ်ပါဘူးအစလဲကခရစ်စတယ်ပဲလို့ဆိုစင်လာပိုင်းလည်းတော်တယ်ကွာနိုင်တာတော့နိုင်ပါဟုတ်ပဲဟုတ်ပြည့်မပြည့်ပဲ तू ကကြည့်ရအောင်ပြီးတော့အစလဲကချန်ပီယံလိကိုဒါ तू ကအင်အားရောမှာကစားထားတယ် Crystal Palace က Conference League ကိုဒါကြာတာပင်းကြောင်ကိုကစားကြာတာပင်းကြောင်ကိုကစားရတယ်။ဟောဒီ Glasner ကပြောရတာဒါသူတို့ရဲ့ပထမဆုံးဥရောပအိမ်ဝင်ပွဲစဉ်ကြီးပါဆိုပြီးတော့ရှုံးသွား0-1 အင်္ဂန်ဘွဲစီပြသူတို့အားဆိုင်ကံပဲပေါ့နော်မာတီးယားတို့ဘာလို့လဲထည့်ကစားတာပဲဒါပေမဲ့မရအောင်ရှုံးအောင်ဆိုတော့ပြင်ဆင်မှုဘက်မှာအာဆင်နယ်ကပို့ပြီးပြင်ဆင်မှုရတယ်ဒီခရစ်စတယ်ပဲလင်းဆိုတဲ့ဒီကွန်ဖရန့်လေးအရှုံးကလည်းသူတို့အသင်းရဲ့စိတ်တန့်တဲ့ချက်စွမ်းပိုင်းကိုအနေနဲ့များရိုက်ခတ်လာတယ်ဟုတ်ဆိုတော့အင်္ဂန်ဘွဲကြီးမှာရှုံးတယ်ဆိုတော့ရိုက်ခတ်လာနိုင်တယ်ခုနောက်ပိုင်းခွဲတွေမှာလည်းခုနဆာဆန်သုံးသက်သွားလို့ဒီ Crystal Palace ကဒီနောက်တန်း၃ရောက်ထားတဲ့စနစ်မှာဂိုးတွေပေးလာရတော့တွေ့ရတယ်ဆိုတော့ Arsenal ကလည်း ဒါ Northern တော့ထားတဲ့ Man U တို့ Northern Forest တို့ကိုသူနိုင်အောင်ရတယ်။အဲ Arsenal ကအဲ့ဒီဘွဲတွေမှာလည်းအောင်အောင်သွားခဲ့တာမျိုးတွေတွေ့ရတယ် Arsenal အနေထားရတယ်။ဆိုတော့ Arsenal လိုမျိုးဟိုတိုက်စစ်အိမ်ဝင်းတိုက်စစ်ကောင်းပြီးအိမ်ဝင်းကစားအကောင်းတဲ့အသင်းကိုဒီ Northern 3ယောက်စလင်းနဲ့တွန်းရှင်ဖို့ဆိုတော့တောင်းတောင်းတော့မလွယ်တော့ဟုတ်တယ်ဆယ်တောင်းတောင်းတော့မလွယ်တော့ Arsenal တော့ဥဆောင်ကိုကိုပထမပိုင်းမှာရသွားမယ်ဆိုရင်ဒါပြီးသွားပြီဟောဘုံပြတ်ဖို့ကများသွားကျွန်တော်တို့ကဒီဘွဲမှာဂိုးပြတ်မပြတ်ပဲ စဉ်းစားရမယ်အနေထားလို့တော့ကျွန်တော်မြင်နေအာဆင်နယ်ကလည်းဒါလည်းကြာရလုတ်တယ်ပဲဖူလန်နဲ့ပွဲမှာဆိုရင်ဂိုးရောက်တော့တော်တော်ရုန်းကန်သွားဟာဘာဖြစ်လဲဒါဖူလန်နဲ့ပွဲမှာလေအာကြီးကဒါဘာဖြစ်လဲဂိုးပြန်တိုင်တဲ့အနေထားကိုမနိုင်လိုက်ဘူးဒါပေမဲ့အက်တလတီကိုနဲ့ပွဲမှာခြေစောင်းကပြန်ပြရယ်နိုင်တယ်ဒါဒီအိမ်ဝင်းပွဲတွေကိုအာကြီးအာဆင်နယ်အိမ်ဝင်းပွဲတွေကိုကြည့်ရမယ်ဆိုတိုက်ဆိုင်ရာတော်တော်လေးကောင်းလာတယ်ဗျဒါအက်ဇီဆိုလဲဒါ तू ဂိုးမသွင်းနိုင်ဘူးဆိုပေမဲ့ဒါတူတူအားဂိုးကန်ခေနေပြီပဲလေ तू တူအားလေး तू တိုက်ဆိုင် ပွင့်လင်တိုက်စစ်ကနေပြီးတော့တိုးအားလေးတွေသူ့ဘောလုံးနေရာလွတ်ရှာပေးရလေပြူလေးနေရာလွတ်လေဘောလုံးထွက်ပြူလေးတွေနဲ့ကန်ချက်လေးတွေသူကောင်းပါလေကစားနေတယ်သူလည်းနောက်ဒါရော်ကက်ရက်စ်လိုလေဒါပထမဆုံးရာသီဖြစ်တဲ့အတွက်ကြောင့်မလို့တိုက်စစ်ပိုင်းမှာဟာလန်တို့ရောချစ်စမ်းမပြနိုင်သေးဘူးဆိုပေမဲ့လေသူလည်းသူ့ရဲ့ style နဲ့သူ့ကစားဟန်နဲ့ဆိုရင်ရော်ကက်ရက်စ်တို့လည်းနောက်ပိုင်းမှာဒါအတင်းနဲ့အဝင်ဝင်ညာဖြစ်လာတယ်အတင်းနဲ့အဝင်ဂိုးတွေပြန်မြူးလာမယ်ယုံကြည်မှုတွေမြင့်မားလာခါကျရင်ဂိုးတွေမြူးလာမယ်လို့လို့မြင်တယ်ခုနကပြောသလို ကရစ္စတယ်ပဲလစ်ကတော့အာဆင်နယ်ကို၉ရောက်ခက်ခဲနေတယ်။သူတက်စစ်ပိုင်းမှာဒီစားနဲ့မတေးတာလို့တော့ပဲလောက်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 ဂိုးသွင်းအားကောင်းနေခေတ်သားသမားရှိတာဆိုတော့ဒီအာဆင်နယ်နောက်တန်းကလည်းတော်တော်ကောင်းနေတယ်။အာဆင်နယ်နောက်တန်းကဒါအခုဆိုရင်ဒါသူတို့ဟိုပေးဖို့ဆိုတော်တော်လေးနေနေတယ်ဟုတ်တယ်ဆရာဒီမဒီအာဆင်နယ်နောက်တန်းကောင်းလို့အာဆင်နယ်နောက်တန်းကောင်းလို့လေ तू ကဟာဇာတ်ထိုက်မှာ तू ရက်တီလာနိုင်တာပေါ့နော်အဲ့အခြေအနေလေးရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကခရစ်စတယ်ဘယ်လိုဂိုးရနိုင်ချင်နေမယ် အာဆင်နယ်သာပရမိုင်းမှာတဘိုးတော်ဝင်သွားပြီဆိုရင်ဒါကဂိုးပြတ်ဖို့ရောညာတော့တော်တော်များသွားပြီလို့မြင်ဆရာရဲ့ဘယ်လိုလဲကျွန်တော်ကလည်းအာဆင်နယ်ရဲ့အိမ်ခွင့်အောက်တော်တော်လေးတိုက်ပါတော့နော်ဒါကြောင့်လည်းအာဆင်နယ်ဒီအိမ်ခွင့်မှာပြင်တဘိုးပဲတွင်းနိုင်တယ်ပေါ့ကမန်သီးနဲ့တဘိုးပဲအဲ့လိုပဲသူခက်ဖြစ်ပိုင်းကိုတည်ကြည့်တယ်ဟောလေအဲ့ဒီဘွဲတော်ပဲလောလောဆယ်ဆယ်ဟောက်ပြအောင်အာဆင်နယ်နဲ့ဘွဲဒီမန်သီးနဲ့တဘွဲတော်ပဲတော့ဟောက်ပြအောင်ပေါ့နော်အိမ်ဝင်တဲ့ပြိုင်မှာပုံမှန်တွေ့နေကြသေးဘူးလဲလဲအဖြစ်ရှိရဲ့ဟောက်သေးနေပါလေအခုအနည်းဆုံးနှစ်ပိုးရောက်ကိုခက်ခဲနေတယ်လို့ရှားနေမှာမရှိဘူး အဖက်ကဘယ်လစ်ကဦးနောက်ပိုင်းမှာခံရစ်ကတော်တော်လေးကိုတိတိတကျကျညော်ရဲလာတာတွေ့ရတယ်ဟိုဘိုးပေးရတဲ့ပွဲတွေကပို့ပြီးတော့များလာတယ်လို့ထင်တယ်အဝေးဖွဲ့ပွဲကြီးမှာပြီးခဲ့တဲ့ရာသီမှာတော့တော်တော်လေးဆက်ကောင်ပေါင်းနေဒီရာသီဆက်မှာဆက်လာကောင်းနေဖြစ်နေမဲ့အာဒီလန်လန်နဲ့တဲ့စိတ်တိုင်းပြောင်းနေပွဲမှာတော့ကျွန်တော်ထင်တာအာဆင်နယ်ကိုတော့ပွဲတင်နေခန်းအင်းနိုင်မယ်လို့မထင်ဘူးတရားဥပဒေပြောသွားလို့အာဆင်နယ်ကပထမပိုင်းမှာတကူရသွားလို့ပဲဒီဘွဲတင်ကကိုပြတ်ဖို့တိတ်ပြီးတော့ခက်ခဲလာတယ်ညမှာဟုတ်ကဲ့အဲ့ဒါဆိုတင်းငွေညာပွဲတင်ပွဲဖြစ်တဲ့အမ်ပေးမှာကစားမဲ့အာဆင်နယ်နဲ့ ခရစ်စတယ်ပဲလေးပွဲစဉ်ကိုတော့ကျွန်တော်တို့တုံးတက်ခဲ့တယ်လို့အတိုင်းပါပဲခြေစုံတက်ရှိကုန်ပုံစံအရပါအသာသာတာပြီးတစ်ဖက်ကခရစ်စတယ်ပဲလေးရဲ့ခံစစ်ကကြာဆင်းသွားတဲ့အနေအထားမျိုးပါအာဆင်နယ်ကူးပြတ်သွားမယ်လို့ယူဆတဲ့အတွက်ကြောင့်အာဆင်နယ်ကိုပဲကျွန်တော်တို့အားပေးတင်ပါတယ်